ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကိုကျိုးစီးပွားအတအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပိုများပါတယ်အဲ့ဒီအချိန်မှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါတယ်ဆိုတော့ဒီနေ့ပထမဆုံးကပြောရမှာကကျွန်တော်ကျွန်တော်တို့ရဲ့ The Statement Channel ကိုကျွန်တော်ကြီးညာပါမယ် Statement Channel ကိုမနေ့ကမကြီးညာလိုက်အောင်ဒီနေ့ကြီးညာပါအမှတ်စဉ်63ကတော့အခုလိုမျိုးလေးထွက်ရှိလာပါပြီမဆေကိုတဲ့မှာလဲကာဘာစတိုရီကတော့အားလုံးကြီးတဲ့ကြားပြန်မယ်အဲရှင်းပြထားပါတယ်ဒါပေမဲ့ကြားပြန်ကတော့ဆက်မနဲ့3 4 8စက္ကွန် အဲ့ဒီလေးခုမှာပေါင်းဖတ်လိုက်ရင်ခင်ဗျားတို့ကြားဖြတ်နဲ့ပတ်သက်ရင်တည်တည်သိထိုက်တာမှသမယကိုစုံအောင်သိသွားပြီအပြင်ကပေါက်တက်ခဲ့တဲ့သတင်းတွေနားထောင်မဲ့စားဒီစာမျက်နှာ348စက္ကွန်အဲ့လေးခုကိုဖတ်လိုက်တာရဲ့နောက်ပြီးခဲ့တဲ့အမှတ်စဉ်90ကစာမျက်နှာ3ဖတ်လိုက်ရင်ကြားဖြတ်နဲ့ပတ်သက်ရင်ခင်ဗျားတို့လူတွေကြားထဲမှာလူပေါ်လူစော်လို့ပြောလို့ရတဲ့ဆက်တရားပေါ့တကယ်ပေါ့လားခင်ဗျားတို့လိုက်စုံစမ်းမိမျက်နှာကြီးခေါင်းကြိုက်တယ်အဲ့ဒီဟာလေးဖတ်လိုက်ရင်ခင်ဗျားတို့လူတွေကြားထဲမှာကြားဖြတ်ဟိုဆရာကြီးလိုပြောလို့ရတဲ့ဆက်ရောက်သွားပြီတကယ်ပေါ့လားအဲ့ဒီလည်းရောက်သွားပြီအဲ့လောက်ထိကျွန်တော်တို့ ကျိုးသားပန်းသားလုတ်ပေးထားပါတယ်အဲ့တပုံးတယ်နေခင်ဗျားတို့ဒီ2000နဲ့တန်နေပါပြီအဲ့လိုပြောပြတယ်နော်ဆက်ထားပါတော့ဒီမှာကျွန်တော်တို့ဒီမှာ cover story ဒီမှာတော့တရုတ်ကိုတဲ့တရားမဝင်တွားရောက်သူလစဉ်300ကျော်ရှိနေတယ်အဲ့ဒီထက်မှာတရုတ်မရဖြစ်တွားအလုပ်လုပ်ချင်တဲ့လူကပိုများနေတယ်တဲ့ဆိုတဲ့သတင်းนี่ဒါလည်းကျွန်တော်တို့အထက်မှာ detail လုတ်ထားပါတယ်အဲ့ဒါ ရှာဖတ်လို့ရပါတယ်ဝယ်ဖတ်လို့ရပါတယ်ဒီနေ့ကို PDF file တွေရောင်းနေပါတယ် PDF file တွေကို Telegram တွေတစ်ဆင့်ရောင်းနေပါတယ် PDF file ဝယ်ယူဖတ်ရှုလို့ရပါတယ်အဲ့တော့ဒါလေးဖတ်ရှုလို့ရတယ်ဆိုလို့ပြောပြတာပါအပြင် channel ဆိုင်တွေမှာရောင်းလို့ရှင်တော့ရောင်းလာတော့ဒီနေ့စနေနေ့နေ့မှာတချို့ဆိုင်တွေမှာမရှိတော့ကုန်သွားပြီလေကျွန်တော်မေးကြည့်ပြီးတော့ဒီကုန်ပြီလေရန်ကုန်ကနေရာတချို့မှာလမ်းမေးလေကုန်ပြီတဲ့ဒီနေ့ဆိုမိတ်ဆွေတို့ကလာပြောပါတယ်အဲ channel ရောင်းကောင်းနေတဲ့လုံးဝပြတ်သွားပြီမနဲ့မိုးလင်းလို့ရောက်တာနဲ့သူတို့တွေရောက်ပြန်လို live ဝေကုန်လိုက်ကြောင်ကုန်သွားပြီတဲ့တိုက်ခနေပဲတဲ့အဲ့လိုပြောတယ်ဆိုတော့ကျွန်တော်တော့ ဟိုဝမ်းတာရမလားဝမ်းဝမ်းတာရမလားပဲဒါမှမဟုတ်ဟိုဘလို့ရောဖြစ်မလားမသိဘူးဖြစ်နေတာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်မှလည်းဟိုထုတ်သွားထုတ်ရတာကလလန်နော်ဟိုအကန့်တန်းနဲ့ထုတ်နေပြီးတော့ကျွန်တော်ကပုံနှိပ်တာမချိမစနှိပ်ပြီလို့မတော်တဆပုံသွားရင်လည်းကျွန်တော်ပုံရှန်သွားရင်လည်းကျွန်တော်ရှုံးတယ်အဲ့တော့ဟိုမပူရှန်လို့မလောက်ရလေအစဲခံရမှာကြောက်သေးတယ်ကျွန်တော်တို့မှလည်းအဲ့ပြဿနာနော်အဲ့တော့ဝယ်မရပါဘူးကိုလို့ပြောခံမှကြောက်သေးတယ်တကယ်လည်းကုန်နေပါပြီကြားပါလေနော်အဲ့တော့ဒီမှာဆိုတရုတ်ကိုတရားဝင်သွားသူလာစဉ်လူ300လောက်ရှိတယ်တရုတ်ကိုဘလို့ပုံစံနဲ့ဖြစ်ဖြစ်သွားနေကြတာ အခုဒီလောက်ခက်ခဲတဲ့ချိန်မှာတော့ရအောင်သွားတယ်အဲ့ဒီထက်မှာတရုတ်မရဖြစ်နေသွားလို့သွားတယ်လို့ပုံများတယ်တဲ့တချို့ဆိုအငားကိုဝင်ဆောင်တော့တော့သွားကြတယ်တဲ့အဲ့ဒါကြီးဖြစ်နေဆိုတဲ့သတင်းလေးတွေကျွန်တော်ရေးထားပါတယ်ဒါလည်းသတင်းတမုတ်ဖြစ်နေမှတ်ပါနောက်တစ်ခုကမန္တလေးစကိုင်းစက်မှုဆောင်မှာရှိတဲ့အသေးစားတရေကျူတန်တန်းဆဲဆဲကို120ကျူရန်နာခံထားတယ်ဒါတော့ကျွန်တော်ဒီနေ့တရားပြောပါမယ်ဘာဖြစ်လို့ဆိုတော့ဒါကလူအများကြီးရဲ့အလုပ်နဲ့ဆိုင်တယ်အဲ့တော့ကျွန်တော်ဒီနေ့ပြီးခဏနေပြောပါမယ်သေချာရှင်းပြပါမယ်နောက်တစ်ခုကဒီဖျားသုံးဆိုတဲ့ရေးကိုသွားမယ်ကုံကားလေးအဲ့ဒါနဲ့ပတ်သက်ရင်ရေးဘလူးကတော့ချင်းချောက်ပြီးတော့ တို့ရဲ့လက်နက်တွေကိုတဲခိုင်းနေတယ်တဲ့အဲ့ဒါကြားတယ်အဲနောက်တစ်ခုကဒါကတော့ကျွန်တော်တို့ဒီပရိပခဖြစ်တဲ့နေရာတွေမှာကျွန်တော်တို့တံမိုးထားရတဲ့အကောင်တရဝါတမျိုးဖြစ်တဲ့ဆင်းအကောင်ကြီးရော့ကြမှုတွေဖြစ်လာနေတယ်နောက်တစ်ခါရခိုင်နဲ့စောနဲ့ကြားမှာရခိုင်နဲ့စောဒေသကြားမှာမွေးစေဝါနဲ့စားတော့ကုံနဲ့ဘာတာစနစ်ကုံလဲစနစ်နဲ့ကုံလှဲနေကြတယ်ဟုတ်ရှိတယ်လို့ကြားပါတယ်အဲ့တော့မွေးစေဝါနဲ့စားတော့ကုံနဲ့ကုံဖလဲတဲ့စနစ်ဘာတာစနစ်ကိုတုံးနေရတယ် ရခိုင်နဲ့စောချမှာပေါပေါက်နေတယ်ဆိုတဲ့တရင်လူငါတို့လည်းစုံစမ်းလို့ရအောင်ပေးပေးထားပါပေးထားပါလေနောက်ကမိုးကိုကြီးရတော့ဒီလောက်ကုန်မှာဖြည့်ထွက်မယ်ဒါလေးတွေကျွန်တော်ကြီးထားပါလေအထက်မှာစောင်းပါတွေရောသုံးသက်ချက်တွေရောအများကြီးရှိပါတယ်အဲ့တော့တော်တော်လေးဒီထက်မှာဖတ်ကြည့်ရင်တော့ငါတို့စာမျက်နှာတက်ဆောင်ချင်းတရွှေချင်းတရွှေချင်းဖတ်ကြည့်မယ်ဆိုရင်တော့တမိုးရှိတဲ့အကြောင်းအရာတွေအများကြီးပါပါတယ်တမိုးရှိတယ်တမိုးလည်းတမိုးလည်းရှိတယ်ဒီအကြောင်းအရာတွေဖတ်ပြီးတာနဲ့လူရဲ့ကြားမှာတော်တော်လေးငါတို့လူပေါ်လူစော်လုပ်ရတဲ့အဆင့်ရောက်သွားပြီလို့ပြောချင်တာပါနော်ကဲအဲ့တော့ကျွန်တော်ဒီနေ့ပထမဆုံးပြောမယ်ဆိုတဲ့အကြောင်းအရာကချမ်းမှုဘူးဒီ ဒီစက်ယုံမန္တလေးနဲ့ဝါကြားစက်ယုံပေါ့နော်မန္တလေးနဲ့မန္တလေးနဲ့သခိုင်းမှာကြားမှာရှိနေတယ်စက်ယုံပေါ့အဲဆက်ဆက်မှုစုံပေါ့နော်ဆက်မှုစုံတွေကအသေးစားတရေကျိုးတဲ့တန်နှန်းဆွဲစက်ယုံအလုံးစက်ယုံ120ကျော်ရက်သွားတဲ့ကိစ္စပါအဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတာစီးပွားရေးနဲ့ဆိုင်တဲ့စက်ယုံ120ဆိုကြတဲ့စက်ယုံပြောမှာလူ100ရရှိတယ်ဆိုတော့လူ1000ပဲစက်ယုံပြောလူ100ပဲရှိရင်တော့လူ1000ပဲပုံမှန်လေးပြောအဲ့တော့လူ1000နဲ့ချီပြီးတော့အလုံးလက်မဲ့ဖြစ်သွားရတဲ့အချိန်ကြီးအဲ့လိုအလုံးလက်မဲ့ဖြစ်ရင်ဘာဆက်ဖြစ်မလဲမန္တလေးရဲ့ဇကိုင်းမှာ တာမန်အချိန်ကလုံသားတွေအလုတ်လက်မဲ့ဖြစ်ရင်ဘာဖြစ်မလဲဆိုတော့တဏှတိကန်ကုန်လိမ့်မယ်တဏှတိကန်ကုန်လိမ့်မယ်ကျွန်တော်သိပူတယ်ဟိုလည်းလူ1200ကျော်ဆိုတာကျွန်တော်နည်းနည်းလေးပဲပြောတာ1200ကျော်မကပါဘူးဆက်ဟုတ်တယ်မှာလူ1000ဆိုတာကျွန်တော်ခရရတော့ရိုးရိုးလေးပဲမဖြစ်နိုင်ပါဘူးဒါတည်းများပါတယ်အဲ့တော့တိုင်ရီကျိုးတဲ့စက်ရုံတန်တန်းဆွဲစက်ရုံ120ကျော်ရှိပါတယ်တဲ့နော်မန္တလေးနဲ့စကိုင်းကြားမှာပြောရင်တော့မန္တလေးရဲ့အစွန်ဖျားကြီးနဲ့ဟိုစကိုင်းစက်မှုစုံထဲမှာစက်ရုံပေါင်း120ကျော်ရှိတယ်တဲ့အဲ့စက်ရုံတွေကအကုန်လုံးကပြည်တွင်းမှာရုပ်စက်ရုံတွေပါပြည်တွင်းထုတ်တွေပါအဲ့တော့ ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဆိုက်ကိုရက်ခိုင်းတယ်ဘယ်သူကရက်ခိုင်းလဲဆိုတော့သဆိုင်အာရောင်ရဲ့ဖွဲ့စည်းရက်ခိုင်းတယ်။ဘာလို့ရက်ခိုင်းတယ်လဲဆိုတော့အဲ့ဒီဆိုက်ယုံကထုတ်တဲ့တန်စရာတဲ့စံချိန်စံညုံးတွေမမီတဲ့အတွက်မမီတဲ့အတွက်ရန်နာထားပါဆိုပြီးတော့ခိုင်းနေတယ်။စံချိန်စံညုံးအစ်စ်တွေမရေးဆွဲရသေးဘူးရန်နာထားပါဆိုပြီးခိုင်းနေတယ်။အဲ့တော့တန်တဲ့ဆိုက်ယုံပေါင်း120ကျော်ရက်ထားတာ6လကျော်ပြီတဲ့။ဆိုတော့ကျွန်တော်ကအခုမှသေချာစဉ်းစားမိတယ်။လူ6လကျော်ရှိနေပြီဆိုတော့ခင်ဗျားအဲ့ထဲကတန်ရီဂျိုတန်နန်းဆွဲလုပ်ငန်းမှာလုပ်နေတဲ့လုပ်သားတွေက ဘလောက်ရာခိုင်နှုန်းက PDF ဖြစ်သွားပြီးတော့တိုင်းပြည်ကိုပြန်တော့ခပေးနေလဲကျွန်တော်မသိနိုင်ဘူး။ဒါဆိုအလုံးမပဲရှိရမရှိရှိရလုံးမှာပေါ့။အဲ့တော့ PDF ဖြစ်ကုန်တာတွေလည်းရှိနိုင်တယ်လို့ကျွန်တော်ခံမှန်းချင်တယ်။ဒါဆိုကျွန်တော်ကြားတဲ့စကိုင်းမှာတချို့ဖြစ်တာတွေအဲ့ဒါတွေပါတယ်လို့ကြားတယ်။ဆက်ဆက်နေတယ်လို့ပြောတယ်။အဲ့တော့ဘာလို့ရာခိုင်တာလဲမီးတော့တဲ့။တန်နဲ့ပတ်သက်လို့ရှိရင်အရင်သွေးမမီတဲ့စိတ်ကိုတန်နေထုတ်ဖို့တယ်ဆိုတော့အဲ့တော့ကျွန်တော်ကမှန်ပါတယ်။ရာသွေးမမီဘူးလို့ပြောရင်လည်းလူတည့်ရပြောရင်တော့မှန်တာပေါ့။ဒါပေမဲ့အဲ့စကလုံးတစ်လုံးနဲ့အကုန်လုံးလုံးလုံးတော့တော့လို့ရသလားမီးကော။ အဲ့တော့ဘာလို့လဲဆိုပြီးရင်ငလင်လှုပ်တော့ဟာတဲ့အစာအုပ်တွေပြိုကျတဲ့ခါမှာတဲ့အကြောင်းရင်းတွေရှားကြတယ်ပေါ့ဗျာကျွန်တော်လူကြီးတွေရှားတယ်ကျွန်တော် Excel ကိုလုပ်ငန်းရှင်တွေကျွန်တော်မေးကြည့်တဲ့ခါပြီးခဲ့တဲ့ကျွန်တော်ဒီစာမပြောတော့အလွတ်ပြောပါမယ်ကျွန်တော်ကျွန်တော်သိတဲ့ information ကိုအလွတ်ပြောပါမယ်စာရထိုင်ပြောနေရင်စာဖတ်နေရပြင်းလို့ကျွန်တော်စာဖတ်ခြင်းเนาะအဲ့တော့စာကိုကျွန်တော်ကဒီတိုင်းမပြောပါဘူးအဲ့တော့စိတ်စိတ်ယုံနေဒီငလင်တော့ပြိုကျသွားတယ်မန္တလေးအစာအုပ်တွေအိမ်တွေပါပြတ်သက်ပြီးတော့ပြဿနာရှာအပြစ်ရှာအပြစ်ရှာတဲ့ခါမှာဘယ်လိုပြစ်ရှာလဲဆိုတော့ဒါကတဲ့တန်နေအရေးအသွေးမရှိလို့ဆိုပြီးပြောတယ် ော့တန်နေရသေးမရှိလို့အဲ့ဒါဆိုတန်နေဘူးဘယ်ရရလဲကွာပြည်တွင်းမှာလေဟိုမှာလေစက်မှုစုံနေလေအဲ့စက်မှုစုံကစက်ရုံတန်နေအဲ့အကုန်လုံးအဲ့တန်နေကြောင့်ဖြစ်တာလို့လက်ညှိုးထိုးတယ်ဆိုတော့တန်မှာအပြစ်ရှိသည်ပေါ့ဗျာတန်မှာအပြစ်ရှိသွားသည်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်တန်မှာအပြစ်ရှိရလားလူမှာအပြစ်ရှိရလားဆိုမေးကုန်ကျွန်တော်ကပြန်မေးတော့အဲ့တော့အပြစ်ရှာတဲ့အခါမှာအပြစ်ထိုးချလို့မရတဲ့ကပြန်မပြောရတဲ့တန်နေကိုလက်ညှိုးထိုးလိုက်တာစကားပြန်မပြောရတဲ့တန်တန်ရဲ့ဂျူဆက်တွေကိုလက်ညှိုးထိုးလိုက်တာဟောစကားမှပြန်မပြောရတဲ့တန်ရဲ့ဂျူဆက်ကအဲ့တော့ထိုးလက်ညှိုးထိုးခံရတော့ခံတော့အခုအပိတ်ခံရတော့အကုန်ပိတ်ခံရတော့အကုန်ချက်ခံတာရယ်ဆိုတော့ အကုန်လုံးအဲ့လိုဖြစ်ကုန်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လုပ်ငန်းရှင်တွေကထောက်ပြတာတစ်ချက်ရှိတယ်ကျွန်တော်တို့ဗျာတဲ့ဟုတ်ပြီတဲ့ကဲကျွန်တော်တို့တန်တန်းတွေအရေးချင်းမရှိမှန်းတယ်ကျွန်တော်တို့တန်တွေစထုတ်ကြရကျွန်တော်တို့ကအဆောက်အဦဆောက်ဖို့ဆိုထုတ်တာမဟုတ်တာတဲ့အဲ့တန်တွေကစရကဲအဲ့ဒီစေယုံကတန်တွေကအဆောက်အဦဆောက်ဖို့မဟုတ်ဘူးလေတဲ့ခြံစည်းရိုးကာဖို့လို့လမ်းထင်းတဲ့နေရာမှာသုံးဖို့လို့အဲ့လိုတွေထုတ်တာတွေလေလေတဲ့နော်ဘာမှတန်တန်းဆိုတိတိလေးဒါတွေကအဆောက်အဦအဆောက်အဦအတွက်ပါလို့ရွယ်ပြီးထုတ်ခဲ့တာမဟုတ်ပါဘူးတဲ့ ဟုတ်ပြီအဲ့ဒီသူတို့တန်နေရလဲထုတ်မယ်ဆိုရင်တော့စောက်မယ်ဆိုရင်တော့အမြင့်ဆုံးတစ်ထပ်နှစ်ထပ်ပဲစောက်လို့ရတယ်တဲ့ဒါကသူ့တာဝန်က engineer ရဲ့တာဝန်မဟုတ်ဘူးလားတဲ့ civil engineer တာဝန်မဟုတ်ဘူးလားတဲ့ကဲထောက်ပြီပြန်ထောက်ပြီအဲ့လိုဆိုခင်ဗျားထောက်ရတော့တဲ့ကျွန်တော်တို့တန်တွေကိုလာဝယ်ပြီးတော့စောက်လို့ရလုပ်တဲ့သူတွေကတန်ကိုလာဝယ်တယ်ဝယ်ယူရတယ်ကျွန်တော်ရှိတဲ့တန်ကိုကွန်ဒိုမီနီယံစောက်မယ်လူကလာဝယ်လို့ကျွန်တော်ကဘယ်လိုရောင်းရောင်းလာဝယ်တော့မရောင်းပါဘူးလို့ပြောလို့မရဘူးသူတို့လာဝယ်ဆိုတာသူတို့ကိစ္စအားတဲ့စောက်လို့ရလုပ်ငန်းလောကသားတွေကလာဝယ်တာသူတို့ကိစ္စ အဲ့ဒီဆက်လို့ရလုပ်ငန်းလောကသားတွေကတန်တွေဝယ်ပြီးတော့အကောင်းနေနဲ့အဟောင်းနေနဲ့ရောရောသမမွေပြီးတော့သူတို့ကသူတို့အဆောက်အဦတွေမှာညှက်ဆောက်တာအဲ့ဒါသူတို့ကိစ္စတန်နဲ့ဘာဆိုင်လို့တော့တန်အဆကလေးကဒီတန်ရဲ့စမှုဆောင်ရဲ့တန်ရည်သွေးကိုကလေးကသူကကွန်ဒိုမီနီယံဆောက်ဖို့ဆိုပြီးလှုပ်ထထုတ်ထတာမဟုတ်ဘူးဟိုအထက်မြင့်ဆောက်ဖို့ဆောက်ဖို့ဆိုထုတ်ထတာမဟုတ်ဘူးသူထုတ်ထတာရှင်းရှင်းလေးရဲ့တဲ့ တန်တန်းဆွဲတွေပါတယ်ကိုလိုကခမရပြခြံစည်းိုးလေးတွေခြံစည်းိုးမှာတန်ပန်းပုံဖော်တာတွေအိမ်ရဲ့လက်ရန်းလေးတွေတန်ပန်းပုံဖော်တာလူဒါတော့ပဲထုတ်ထတာလေးတဲ့အိမ်ဆောက်ဖို့အတွက်ထုတ်ထတာပေါ့ဗျာအဲ့တော့သူတို့ကအစတည်း quality ဟိုဟာလောက်ထားပြီးသားတတ်မှတ်ထားပြီးသားဒါပေမဲ့သူတို့စီကနေကွန်ဒိုမီနီယံဆောက်မယ်ကောင်လာဝယ်သွားတော့သူတို့ဘလို့မသိဘူးတဲ့အဲ့လိုပဲကဲလာဝယ်တဲ့လူကကွန်ဒိုမီနီယံဆောက်မှလားဘာဆောက်မှလားဆိုစစ်ပြီးတော့ရောင်းအောင်ပိုင်ခွင့်သူတို့ကလည်းမရှိဘူးတဲ့အဲ့တော့ ဒါတွေကလုံးကိုကွန်ထရိုးဆောက်တဲ့အခါအထက်မြင့်ဆောက်တဲ့အခါကျရင်စစ်ရမှာကစီမင်းအင်ဂျင်နီယာတွေနဲ့အဲ့ဆောက်လို့ရင်ကွန်ထရက်တက်ကထိုက်ကအင်ဂျင်နီယာတွေတောင်းမဟုတ်ဘူးလားတဲ့သူတို့စစ်လိုက်လို့သူတို့ကသူတို့အရင်သူမိတဲ့တန်းတွေတုံးရင်အရေးယူရမှာအဲ့ဒီအင်ဂျင်နီယာတွေမဟုတ်ဘူးလားတဲ့တမ်းမှာဘာပြည့်ရှိလို့လို့ထောက်ပြရကဲဆိုတော့သူတို့ထောက်ပြရလဲမှန်တော့မှန်နေရပဲဗျတကယ်တော့အင်ဂျင်နီယာတွေမှာအပြည့်ရှိတာလူကလူမှာအပြည့်ရှိတာကိုဘာဖြစ်လို့ရှောက်ပြီးတော့ဒီပစ္စည်းကိုအတ်မဲ့ပစ္စည်းကိုလည်းညှို့ထိုးတယ်ဆိုရင်မေးဖို့ကျွန်တော်တို့ခါတော့ယူလေးပြောမယ်ဗျာယူလေးပြောမယ်ဗျာကဲကျွန်တော်တို့မှာ quality တွေရှိတယ်။ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့အခါမှာ quality ရှိတယ်။တရုတ်ပြည်မှာအတိုင်းရှိတယ် quality ။မြန်မာပြည်တွေထုတ်တဲ့ quality သူ့တရုတ်ပြည်မှာသုံးမဲ့ quality ၊ယူရိုကိုပုံမဲ့ quality သုံးမျိုးလောက်သာစံထားပြီးထုတ်တယ်။အဲ့တော့မြန်မာပြည်တွေထုတ်တဲ့ quality ကယူရိုမှာသွားရောက်လို့မရဘူး။သူ့စံတဲ့အဲ့ဒါယူရိုကတားတာ။အဲ့ဒါယူရိုကိုရောက်သွားရင် quality စစ်တဲ့သူတွေညံ့တာ။ပစ္စည်းရဲ့ဘာမှမဆိုင်ဘူး။ပစ္စည်းကမျိုးစားတန်းစားခွဲရတာ။အခုလဲသူတို့တန်တွေကစကြတဲ့ကစိတ်မှန်းတန်လို့ပဲခေါ်ခေါ်တိုက်သူလို့ခေါ်ဗျာ။အစကတည်းကအဲ့ဒီတန်တွေကအထက်မြောက်ဆောက်ဖို့ထုတ်ထားတဲ့ quality မဟုတ်ဘူး။အဲ့ဒါကိုဆက်ရမှာက တက်ဆိုင်ရာအင်ဂျင်နီယာတွေရဲ့အလုပ်သာဖြစ်ပြီးတော့အင်ဂျင်နီယာတွေကသူတို့မှာအပြစ်မရှိဘူးဆိုလက်ညှိုးထိုးကြတော့အကုန်ဒီစိတ်မှုစက်မှုစုံတွေထိုးကြတယ်ဆိုတဲ့သဘောမျိုးပြောတာဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ပြည်သူလူထုကပြန်စစ်သားဖို့လိုတယ်တက်ဆိုင်ရာအာဏာဖွဲ့စည်းစစ်သားဖို့လိုတာတစ်ခုပဲကျွန်တော်လည်းကိုယ့်ဟာကိုဖက်နှက်နဲ့ခြေထောက်နဲ့တိုင်းတာဖက်နှက်ကိုဖက်နှက်ကိုဖက်နှက်ကိုရှင်းအောင်ခြေအောင်လုပ်မလားဖက်နှောင်ပြမလားခင်ဗျားတို့စဉ်းစားစမ်းဗျာအုံနောက်ရှိတာပဲအဲ့တော့တစ်ခါတခါကြာရင်လည်းစက်ယုံတွေပါနေညာတွေပိတ်တယ်ဆိုလို့ကိစ္စတွေကလည်း ူမတရားတာတွေရောရှိတော့ဗျာအဲ့ဒါဘလို့နေလျှောက်လဲဆိုတော့ကိုယ့်အပြစ်ကိုမပြောချင်တဲ့ခါကျတော့ဖဏအပြစ်မဟုတ်ဘူးအဲ့ဒါခြေဖဏအပြစ်ပါဆိုခြေဖဏလိုက်ဖြတ်ဖို့ကြိုးစားရဲဆိုတော့ခင်ဗျားစဉ်းစားကြည့်ဗျာမှန်လားမလားဆိုတော့ဒါကြောင့်ကျွန်တော်ကတော့ဖွင့်လိုက်မယ်ဒီကိစ္စမှာဆက်လုံး120ကျော်လောက်ရပ်ထားရတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့ဒီစက်မှုစုံတွေဘက်ကဘက်ကကျွန်တော်ရပ်ပါမယ်ဘာလို့လဲဆိုတော့ဒီစက်မှုစုံတွေကိစ္စကကျွန်တော်အမြင်ပြောရရင်စက်မှုစုံတွေရဲ့တန်အည်သွေးကိုတတ်မှတ်တဲ့နေရာမှာသုံးဖို့ဒါလည်း engineer တွေနဲ့ civil tower ရှိသူတွေသက်ဆိုင်လူတွေကစစ်ဆေးရမှာဖြစ်တယ်မစစ်ဆေးဘဲနဲ့သူ့ဟာသူ့ကိုအစာအုပ်တွေမှာညှက်သုံးပလိုက်တာက ဘယ်သူမှမဘယ်သူမှပြည့်ရှိတယ်အဲ့ engineer ဆောက်လို့ engineer တွေမှာပြည့်ရှိတယ်ကျွန်တော်အဲ့လိုမြင်အဲ့ဆောက်လို့ engineer တွေကြတော့သူတို့အဖြစ်အတင်မခံနိုင်ဘူးထင်ပါတယ်အဲ့တော့သူများလည်းညှို့ဖူတာထို့ပြပါလို့ဆိုတော့ဟိုအကောင်းစင်ရှာတဲ့ခါကျတော့အဲ့ခုနဆက်မှုစုံထုတ်ချပလိုက်တော့ဆက်မှုစုံကအမထုကွာဒီဆက်ရုံကလူတွေလုံးလို့ထုတ်လို့ဒီတန်တွေငါတို့တုံးတာကိုပိတ်ကွာဆိုတော့ဩအဲ့ဒါမှန်သလားအဲ့ဒါပြန်ပြီးတော့သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းတွေအရေးချင်းရှိတယ်အရေးသွေးရှိတယ်အုံနောက်ရှိတယ်တေချာသုံးသက်တတ်တယ်ဆိုရင်ကျွန်တော်ပြောတာမှားလားမလားခဏလေးစဉ်းစားတတ်ပါတယ်စဉ်းစားကြည့်ပေါ့ကျွန်တော်ကတော့ပွင့်လင်းပြောတာကျွန်တော်အမြင်ရတော့အဲ့တိုင်းအမြင်တယ် 爸妈的车里一路的，的单车单车一路的公路里里，爸妈都罗马路去买。都罗勒哪个那家先通的那木？啥个牌子？哪个那家先通的那木？二就是哪个嘛？七匹大，七匹大吧？喏，三幺八八里头里叫他利亚的货，他不着跟别嘛那个三幺嘞？宝山啥里路去的？有三千啥里路去的？哎呦，三千啥里路？宝山多少倍了？别到那没去过，三宝山啥里路？三千多少倍来这个？宝山啥里个？俺说我们三千一万二倍，三万必须得三千那个五六五六家子了啊！他妈好真啊！ ကိုယ့်ကိုမစမ်းချက်မစားနဲ့ပေါ့ဒါပဲရှိတာအဲ့ဒါကရိုးရိုးလေးဟာကိုမရှိလို့တုံးနေဆိုရင်ဒါတုံးလို့မရဘူးပြီးတော့ပြောရင်ဆောက်လို့လောကမှာအင်ဂျင်နီယာတွေနဲ့ဒီအုပ်စုတွေပေါ့ဗျာတန်ခိုးတဲ့လုပ်ငန်းဘီလက်တွေခိုးတဲ့လုပ်ငန်းအဆောက်အဦမှာခိုးဆောက်တာသူတို့ခိုးဆောက်တာရှင်းရှင်းပြောရင်ဘယ်ဝါမမသူတို့ခိုးဆောက်လို့ဒါအဆောက်အဦတွေပြိုကြတာသူတို့တခိုးချဘိုးလိုမျိုးခိုးဆောက်ပြီးပတ်စံအမြတ်ဆုံးစားခြင်းလို့ဆောက်လို့ဒါပြိုကြတာရှိတာခင်ဗျာတန်မှာပြည့်ရှိပါလေဆိုလည်းညို့ပြထိုးရင်တန်ဟုတ်ပြီး တားပြစ်ရှင်ဆိုရင်စစ်ဆေးမဲ့လူမှာတာဝန်ပုံမရှိဘူးလား။ तू ကစစ်ဆေးပြီဒီသမ်းမကောင်းဆိုအဲ့တမ်းမကောင်းမသုံးပါဘူးဆိုပြီး तू တားမှာမဟုတ်ဘူးလား။တားရိုးရိုးလေးပဲအဲ့တော့ကျွန်တော်တော့ဒီကိစ္စဒီကျွန်တော်အဝေးရှင်းပြမလို့လိုရင်းပွင့်ရှင်းတန်မှာအပြစ်မရှိဘူး။တန်တန်းဆွဲစိတ်ုံနေမှာ तू က तू grade 1 2 ABC ပေါ့ဗျာ။ C class ကတန်နေမှာဘာအပြစ်မှမရှိဘူး။သူတို့ဒီသူတို့ဟာသူတို့ local မှာရှိတဲ့တိတိလေးလမ်းလေးတွေခင်းတဲ့ညမှာတုံးတာဟိုဟိုတန်ပန်းလေးတွေလို့တာတုံးမယ်ဒါပဲလို့တာလေးကို အလှဆင်ွားလေးလုပ်မယ်ဒါလေးတွေသုံးတာပဲရှိတာအိမ်ဆောက်တဲ့ဘင်းတိုင်ကြီးတွေမှာထည့်တန်နေအဲ့တန်တွေသုံးရမယ်လို့အဲ့တန်တွေမှာအစတဲ့ quality တက်မှာတာမဟုတ်တဲ့အတွက်အဲ့ဒီလူတွေဖွင့်မှာဘာတော်မှမရှိဘူးအဲ့စက်မှုစုံတွေပိတ်တယ်ဆိုတဲ့ကိစ္စဟာရှင်းရှင်းပြောရရင်တော့အကြောင်းရှာခံရတယ်ရမယ်ရှာခံရတယ်အပြစ်ရှာခံရတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့သက်ဆိုင်ရာအာဏာမဲ့ဖွဲ့စည်းတွေခေါင်းဆောင်တွေနေနဲ့ review ပြန်လုပ်ဖို့တင့်တယ်လို့မယူဆဘူးလားအခုချိန်ထိနော်ဟုတ်ပြီတန်တွေကိုစံတင်စံညွှန်ရေးဆွဲမယ်ဆိုရင်တန်တွေကိုဆွဲရေးဆွဲတယ်လို့ engineer တွေကိုလည်းရေးဆွဲအဲ့ဒီ engineer တွေရဲ့အဂရီကိုလည်းရေးဆွဲ ။ဒါများအဲ့ဒီ engineer တွေဆောက်လုပ်ရေး contractor တွေရဲ့ agree ကိုလည်းရေးဆွဲတာပဲကျွန်တော်အဲ့လိုမြင်တယ်။ဒါကျွန်တော်အမြင်ပဲ။ပို့ဝင်လည်းပြောတာအဲ့ဒါလေးမြင်တယ်ဆိုတာပြောချင်တာနော်။ဒါပဲကျွန်တော်အရှိန်မရှင်းပြချင်လို့ကျွန်တော်မှလည်းလုံလောက်တဲ့အချက်လက်အခိုင်အဝါရှိတယ်။ကျွန်တော်ကတော့ review လုပ်ထားကြည့်တယ်။အကုန်လုံးဖတ်ကြည့်တယ်။ချက်လက်ပေါင်းများဆို report ပေါင်းများဆိုတော့ကျွန်တော်ဖတ်ကြည့်ပြီးမှဟာဒါဆိုရင်တော့မင်းဘူးအပြစ်မဘူးမှရှိတယ်ကျွန်တော်မြင်နေပြီ engineer တွေကလူမှန်ရှိနေတာပစ္စည်းမှရှိနေမို့လူမှန်ရှိနေတာလူကမတားမြစ်လို့ပစ္စည်းတွေကဝင်လာတာလူသားတားရင်ဘာဖြစ်စမရှိဘူးဘာမှဖြစ်တဲ့အကြောင်းမရှိဘူးရှင်းပြတားမြစ်တယ်လူကဒါ quality QC ကိုတေချာထိန်းနိုင်ခဲ့ရင် လူသား quality QC ထိနိုင်ခဲ့ရင်အဲ့ဒီဘာလဲဘာမှမဆိုင်ရှင်းရှင်းလေးပဲသူ30နဲ့နေရာမှာတော့မတို့နေရာမတို့ဒါသိရမှာပေါ့ဗျာရှင်းနေရမှာနော်ဒါလေးကိုကြုံတဲ့လို့ကျွန်တော်ထည့်ပြောတာပါနောက်တစ်ခုကတခါတခါတည်းကြရင်ကျွန်တော်တို့တိုင်းမှာဖြစ်နေတာလွဲချော်နေရလေးပေါ့နော်ပြုံးစရာလည်းကောင်းတယ်ကြားဖြန့်ကိစ္စအခုကျွန်တော်ကြားဖြန့်ကိစ္စဆိုခုနကြားဖြန့် cover story သုံးတာလို့ကြားဖြန့်ဒီပေါ်ကဘာလဲဆိုတော့ဒါဖုန်းလေးဒါဖုန်းလေးဖုန်းလေးကိုတန်းစီထားတာလည်းမဟုတ်ဘူးဒီဖုန်းအလုံးအောင်များစွာဆိုတော့ကြားဖြန့်ကိုဖမ်းပါတယ်လို့ကြားဖြန့်နေကိုတင်နေပါတယ်လို့ အာရာဘိုင်ဖွဲ့စည်းတယ်ကျင်းကြတယ် BGF ကကျင်းကြတယ်အကုန်လုံးပေါ့ဗျနိုင်ငံကကျင်းကြတယ်ကျွန်တော်ကြည့်လိုက်တာပေါ့နော်ဒီနေ့တော့ငိုတန်းမနေ့ကညငိုတန်းနေကျွန်တော်ကြားရတယ်ငိုတာဗျာတနာပါတယ်ငိုတာဆိုတာဗျာနော်ကျွန်တော်တို့လမ်းကြည့်စင်ကြီးနဲ့မကြည့်ပါနဲ့လမ်းကြည့်စင်နဲ့မကြည့်ပါနဲ့ကျွန်တော်တို့ပါကျွန်တော်တို့မှားပါပြီနောက်ညောင်နောက်တော့ကျွန်တော်တို့ကြားပြမလို့တော့ပါဘူးခင်ဗျာဆိုပြီးငိုတာကျွန်တော်ငိုတာသူတို့ငိုတာတွေကြည့်ပြီးတော့တနာလိုက်တာဆိုတော့ငိုတဲ့သူတွေကဘယ်သူတွေထင်လဲလမ်းကြည့်စင်နဲ့ကြိတ်ခမ်းလို့ငိုတဲ့သူဘယ်သူတွေထင်လဲကြားပြနေနေဆိုပြီးတော့လမ်းကြည့်စင်နဲ့ကြိတ်ခမ်းလို့ငိုတဲ့လူတွေဘယ်သူတွေထင်လဲလူတွေမဟုတ်ကွန်ပျူတာတွေနဲ့ဖုန်းတွေ ကြားပြန်နိုင်နေနေဆိုပြီးတော့ကွန်ပျူတာတွေနဲ့လက်တော်တွေကိုဖုန်းတွေကိုနော်လက်တော်တွေကိုလက်တော်တွေကွန်ပျူတာဒက်စ်တော့တွေဖုန်းတွေကိုလက်ကြည့်စရချိတ်ပြလိုက်တာအာကြားပြန်နိုင်နေတာလေကျွန်တော်စဉ်းစားလားဩကြားပြန်အဲ့လိုနိုင်နေရတာလားဗောနော်ကျွန်တော်စဉ်းစားနေတာကြားပြန်အဲ့လိုနိုင်နေရင်ကြားပြန်တောက်သွားပါလားကျွန်တော်လိုက်မမိဘူးအဲ့ဒီအုံနောက်တွေနဲ့အဲ့ဒီအတွေ့ကောလုံးဆောင်ချက်တွေကျွန်တော်လိုက်မမိဘူးတကယ်လိုက်မမိတာခမတကယ်ကိုဗျာတကယ်ကိုဗျာအင်္ဂါကျော်လာတဲ့အုံနောက်များလာပဲမသိဘူး အင်္ဂါကြုံတော့မဟုတ်တကယ်ကိုစက်ကြဝါရအပြင်ဘက်ကများရောက်လာတဲ့အောင်တော်လားမသိဘူးဒီဖုန်းတွေကွန်ပျူတာတွေကိုလက်ကြီးစက်နဲ့ချိန်ပြီးခြေမွှားပလိုက်လို့ရှိရင်ကြားဖြန့်တွေတောက်သွားရောလားကျွန်တော်စဉ်းစားတာခင်ဗျားတို့လည်းစဉ်းစားကြည့်ဦးကြားဖြန့်ရဲ့ဈေးမြေကဘယ်ရလာတော့ဘယ်သူလို့ကြားဖြန့်ဆိုတာရှင်းပြရင်တော့လူလူလားစက်ပစ္စည်းလားကြားဖြန့်ဆိုတာလူလားစက်ပစ္စည်းလားကြားဖြန့်ကလူမဟုတ်လူပြစက်ပစ္စည်းမဟုတ်ဘူးစက်ကအဲ့ပစ္စည်းတွေကပြန်ဝယ်လို့ရတယ်ခင်ဗျားခင်ဗျားအစာဦးကြီးတွေပြိုချပြစ်လေအဲ့အစာဦးပြိုချပြစ်လေခင်ဗျားအခုဘာလဲဆို12ပေခွဲ12ပေလောက်ရှိတယ်ဆယ်ပေပတ်လိုက်အခန်းလေးရှိရင်ကြားဖြန့်လုပ်လို့ရတယ် တနိုင်ငံလုံးမှာရှိတဲ့ရန်ကုန်မှာမန္တလေးမှာဒီမျိုးရှိတိုက်ခန်းလေးတွေကိုခဏငှားပြီးတော့ကြားပြန်လုပ်လို့ရတယ်စက်ပစ္စည်းတွေကတော့ဝယ်ခဏလေးရလူရဲ့ system လူနဲ့စနစ်အဲ့နှစ်ခုကရှိပြီးသားဖြစ်တဲ့အတွက်ဒီစက်ပစ္စည်းတွေကမြင်ရတဲ့ hardware ကြီးတွေကဘာမှသုံးစားလို့မရဘူးတော်သူမီးပဲရှိလို့ဟိုလက်ကျစ်စနစ်ပဲချိန်ချိန်ရလုပ်လို့အဲ့ဒါကြားပြန်နေနေတာလို့ကျွန်တော်မယုံကြည်ဘူးကြားပြန်တကယ်နေချင်းရင်နေနေချင်းရင်စတားတွေကိုနေနေနေဂိုင်းစတားတွေကိုနေနေရမှာဂိုင်းစတားတွေကိုတကယ်ဖမ်းရမှာတကယ်ကောင်တွေကိုဖမ်းရမှာတကယ်နေနေချင်းပြောတာနော် ကြားပြက်ကိစ္စမှာတကယ်ကို key point မှာပါနေတဲ့ key point ကိုရှာဖမ်းရမှာခင်ဗျမွေးစွာနေနေနေတဲ့မွေးမွေးစွာနစ်စင်နစ်စင်မိတွေရှုပ်ပြနေတာအဲ့တော့မွေးစွာနစ်စင်မိတွေရှုပ်ပြတာအဲ့မွေးစွာဟိုမွေးစွာအထုတ်ကလေးတွေရငိုပြီးတော့နမ်းမှသားတွေမွေးစွာလုံးတော့ပါဘူးညာပြောမလားအခုလေကွန်ပျူတာတွေကလက်ပြော်တွေကနေပြီးတော့သူ့ဘောတက်ချိန်လိုက်လက်ကြည့်တယ်ကြည့်ပြီးတော့ဒါတို့ချိန်ပါလေညာဒါတို့တွေဒါတို့တွေမှားပါပြီဒါတို့တွေနောက်ကွန်ပျူတာကြားချက်မလုပ်တော့ပါဘူးဆိုပြီးတော့မှအဲ့ငုံများငုံဘောဖြစ်မလားပြောမလားစက်ပစ္စည်းတွေကစကားမှမပြောရတာဗျာကွန်ပျူတာတွေစကားမှမပြောရတာ သူတို့ကလိမ့်တတ်သလားလူကအဲ့ဒီလူတွေတုံးပြီးလိမ့်တာလားတူးစီတုံးပြီးလိမ့်တာလားအဲ့တူးစီကဝယ်လို့ရတယ်စက်ပစ္စည်းတွေကဝယ်လို့ရတယ်အခုဖြစ်နေတာကြားပြန် system ကိုနှိမ်နေရမှာဖြိုခွဲရမှာသူ့ system ကိုဖြိုခွဲပြရမယ်ကြားပြန်ခေါင်းဆောင်တွေနဲ့ network ဖြတ်တောက်ပြရမယ်အဲ့ဒါကိုနှစ်ခုကိုဖြတ်တောက်နိုင်မှရမှာပြီးရင်ကျွန်တော်တို့ဖုန်းတွေကိုလာတဲ့ SMS တွေကျွန်တော်တို့ဖုန်းတွေလာတဲ့ SMS တွေနဲ့ကျွန်တော်ဖုန်းတွေဝင်လာတဲ့ message တွေ message တွေမှာ link တွေပါလာတာကြော်ညာတွေကကျွန်တော်တို့မကြိုက်ဖက်နဲ့ဝင်လာတဲ့ကြော်ညာတွေကျွန်တော်တို့မသိဖက်နဲ့ဝင်လာတဲ့ကျွန်တော်တို့ဖုန်းတွေဝင်လာတဲ့အဲ့ဒါတွေကိုတားရမှာရှင်းပြဖြစ်နိုင် internet မှာဖြတ်ပြလိုက်မှာပြပေါ့ အင်တာနက်ဖြတ်ပလိုက်တော့ပွဲကပြီးတော့ချားပြန်မရှိတော့ဘူးညီမညီမအင်တာနက်ကိုကတလောက်ဖြတ်ပလိုက်ချားပြန်ပြီးတော့ဇက်သိမ်းပေါ့တကယ်ဘုရားဒါ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 မဲ့အင်တာနက်ကဖြတ်ပြလို့တော့မရဘူးလေမရဘူးဆိုတော့အင်တာနက်အခုအလုပ်တွေအခုရရကုန်မပန်နေကုန်ရပါတော့တော့ကြောပြောချင်တာချားပြန်နေနေချင်းချားပြန်ကဘယ်ရလာဘေးကပါအင်တာနက်မရှိရင်ချားပြန်မရှိဘူးလျှက်စင်မရှိရင်ချားပြန်မရှိဘူးရှင်းရှင်းလေးအင်တာနက်မရှိရင်ချားပြန်မရှိဘူးလျှက်စင်မရှိရင်ချားပြန်မရှိဘူး နော်နောက်တစ်ခုကဘာလဲဆိုတော့ system အဲ့ကြားပြန်လိမ်ဖို့အတွက် system ရေးထားရှိတယ် malware software ရေးထားအဲ့ software တွေ application လို့ပြော software တွေ application မဟုတ်ယာဉ်ချီဆွဲထားတာတွေရှိတယ် bitcoin နဲ့သွားချိန်တာရှိတယ်အဲ့နှဝကြီးကိုဖြတ်တောက်ပြရမှာအဲ့ system ကိုတားရမှာပြီးရင်အဲ့ဒီဘယ်သူတွေမှာ bitcoin account တွေရှိလဲဆိုတော့စုံစမ်းမှာ export ထုတ်ရမှာလိုက်ရမှာပြီးလို့ရှိရင်အဲ့ဒီ bitcoin account အကြီးဆုံးခိုင်းတာဘယ်သူလဲအဲ့ account တွေဇက်တွေလိုက်ဇက်တွေဇက်တွေလိုက်ရမှာပြီးတော့အဲ့ jar ဖြန့်ရဲ့ network key player တွေဘယ်သူတွေလဲဒီ jar ဖြန့်ကဘာလဲဆိုတော့ live နေနေပွဲပြတ်တယ်ဒါပေမဲ့အခုကဘာဖြစ်လဲဆိုတော့အော်ဘာလဲဆိုတော့ဟို จ้าဖြတ်နေနေနေတယ်ခိုင်းဖြားခိုင်းတိုင်းလိုက်ခုတ်နေတော့จ้าဖြတ်နေနေနေလို့ပြောရင်ကျွန်တော်ရည်ပဲရည်မိဗျာကျန်တာပြောမနေဘူးဗျာကျန်တာဘသူမားတယ်မန်တယ်ပြောမနေဘူးအစိုးရတော့နှိမ်နေမယ်ဆိုကိုင်တာပဲကိုင်ပြာပဲခြောက်တော့ငါတို့နှိမ်နေနေပြီလေနှိမ်နေဒါပေမဲ့ तू ခုတ်နေတာခိုင်းဖြားခိုင်းတာလေကျွန်တော်အဲ့တော့ဘာပြောမှမသိဖြစ်နေတယ်အဲ့တော့ပို့ပြီးရည်ကျင်သွားတာမနေ့ကဖုန်းတွေကိုတခါတော့ဟိုလမ်းကျင်းတက်ကြည့်ပြကွန်ပျူတာတက်ကြည့်ပြအဲ့ဒါယူจ้าဖြတ်နေနေလုံးနေပါဓာတ်ပုံရောရိုက်လို့စဉ်းစားရတာဩจ้าဖြတ်ပျောက်ပြီလို့จ้าဖြတ်ပျောက်ပြီလို့ဘယ်နောက်ပျောက်သွားလဲဆိုတော့ဒီလားရှာမရအောင်ပျောက်သွားတာ ဖြာမရတော့နောက်နောက်ဘက်မှာလိုက်မရတော့ဘယ်တော့မှမသိဘူးနဲ့ကြားချင်ကြီးကပြောက်သွားပြီးတော့နေရာဆုံးမှာပေါ်လာအဲ့တော့သွားပြီးလို့ကျွန်တော်ထင်တယ်ဒီကြားဖြန့်ကတော့ပြီးမှာမဟုတ်ဘူးဇက်သိမ့်ပြီးကဘာကြီးမှာကျွန်တော်တို့ကကြားဖြန့်တဲ့အတူရှင်တွဲနေနိုင်ခြင်းဖြစ်ပြီးကျွန်တော်တို့ကဘာကြီးမှာမွေးစဝါတဲ့အတူရှင်တွဲနေခြင်းဖြစ်လာပြီးအခုကြားဖြန့်နဲ့ရှင်တွဲနေခြင်းဆိုတာဖြစ်လာပြီးဒါဆိုတော့ internet တွေဖုန်းတွေရှိနေသေးတဲ့ကြွေကျွန်တော်တို့ကြားဖြန့်မပြီးဘူးမပြောက်ဘူးပြီးအဲ့ဒီမှာ aggregate လိုက်စားတဲ့အရာရှိတွေရှိနေသေးသေးအဲ့ဒီလိုက်စားတဲ့လက်နက်ကိန်းတပုံတွေရှိနေသေးတဲ့ကြွေကြားဖြန့်မပြောက်ဘူး နော်ပြီးတော့ဘုံမသိကိုမသိဘုံမသိဘာမသိနဲ့ကိုတိုင်ခမ်းကိုတွားပြီးငားလိုက်တာအဲ့လူရဲ့ကြားပြန်လုံးအောင်ဒီဘာမသိငားလိုက်တာတွေရှိနေသေးသေးတွားပြီးကြားပြန်မပြတ်ဘူးခင်ဗျာနေရာဆုံးအပြတ်နဲ့တွားပြီးပြီးသွားပြီးပြီးတော့ကြားပြန်ကိုအစကတည်းကကြားပြန်အရှင်တရုတ်ကတရုတ်ကတရုတ်ကျွန်တော်ဥမ္မာလေးမဲ့ဓာတ်ရိုက်ပဲဗျာကျွန်တော်ဆွဆွဲမယ်ဗျာကဲဆွဆွဲပြီဗျာကြားပြန်ကတရုတ်စီစီကွန်မြူနတီပါတီရဲ့ဟိုဟွာတဲ့ပလော့တဲ့တစ်ခုပဲတရုတ်ကွန်မြူနတီပါတီရဲ့ဒီသူ့ရဲ့ဥပါဒေမြေတဲ့တစ်ခုပဲသူ့ရဲ့ကစားကွက်တဲ့ကစားကွက်တစ်ခုပဲကြားပြန်အဲ့တော့ तू က ူဘာလုပ်လဲဆိုတော့သူ့ကိုသူသိတယ်ဒါအဲ့တွေ့ကွင်းနဲ့ပါရီကလူသူ့ကိုသူသိတယ်အဲ့သူတို့ဘာကစားလိုက်လဲဆိုတော့ကျွန်တော်သူ့ကိုသူတို့ကိုသူတို့သိတယ်သူတို့ဘာကိုကစားလိုက်လဲဆိုတော့သူတို့သိတယ်အဲ့ကစားတဲ့ကစားကောင်ထဲမှာမြန်မာတို့အင်းနီးချင်းနိုင်ငံတည်တည်လေးတွေကဘာမှမဟုတ်ဘူးနဲ့ဟိုအဲ့ဒါယူဟုတ်ကြီးမှပြီးရှောက်လိုက်နေတာကြားပြန်တကယ်ဟွာကတရုတ်ပဲ key point တရုတ်ပဲအဲ့တော့ခင်ဗျာကြားပြန်ပြောက်ချင်တရုတ်ပြောက်မှရအဲ့လိုပြောပါရအဲ့လိုပြောအောင်ဖြစ်နေတရုတ်တွေပြောက်တော့မရတခိုးချိုးတရုတ်တွေဝင်မလာအောင်တားနိုင်မှရတယ်တခိုးချိုးတရုတ်တွေဝင်လာနေသေးသေးဆိုရွေ့အဲ့မှာကြားပြန်ရမပြီးဘူး ပြီးတော့အဲ့ကောင်တွေသင်ပေးလိုက်တာမြန်မာပြည်ကလူတွေကြားပြန်တတ်သွားပြီးတော့နည်းနည်းလေးတတ်သွားတာပေါ့ဒါပေမဲ့တကယ် system တွေ malware software တွေ spyware တွေအဲ့ဒါကိုဘာမှသူတို့မသိဘူးမဟုတ်ဘာမှမသိဘူးမသိဘဲသူတို့ကလည်း computer တွေပေါ့နေဖုန်းတွေနဲ့ AI နဲ့လူတို့လိမ်ပြီးတော့အဲ့ဒါကြားပြန်သူတို့ထင်တာတကယ်ကြားပြန်စိတ်ကအဲ့ဒါမဟုတ်ဘူးသူတွေပုံပြီးမြင်နိုင်ရှိတယ်အဲ့ဒါတွေကကလာအိုမှာရှိတယ်ကမ်ဘောဒီးယားမှာရှိနေတယ်ကျွန်တော်ခဏခဏပြောတယ်အဲ့တော့ပြီးသွားပြီမြန်မာပြည်မှာကြားပြန်ဘာမှမဟုတ်ဘူးမြန်မာကြားပြန်ဆိုတာတိတိလေးအเจ้าရအောင်တိတိလေးအဲ့ဒါကျွန်တော်ပုံနဲ့ပြောရအောင်ဒီကိစ္စမှာကြားပြန်နေနေဆိုပြီး computer တွေ ဟိုဘုံစံနဲ့ချိုချိုနင်းချေပြလို့လက်ချေတွေကြိတ်ချေပြလို့ကြားဖြန့်ပျောက်သွားမယ်လို့ထင်နေရင်အဲ့အိမ်ကနိုးဖို့တင်ပြီအဲ့အိမ်ကနိုးဖို့တင်ပြီနောက်တစ်ခုကဘာလဲဆိုတော့ဒါရီယာဘာလဲဆိုတော့ဖိုတိုပိုလစ်တစ်ဖိုတိုပိုလစ်တစ်တွေဖြစ်နေတယ်ဖိုတိုပိုလစ်တစ်ဖြစ်နေတယ်အဲ့ဒါလေးကိုပြင်နိုင်အောင်ဘယ်လိုကြိုးစားမလဲဘယ်လိုလုပ်မလဲစဉ်းစားဖို့လိုတယ်နော်ရှင်းရှင်းပြောရင်တော့ဟိုတခါကျရင်ကြီးစရာကောင်းတဲ့အတိတ်သမိုင်းလေးတွေမပြောချင်ဘူးပြောလိုက်ရင်နင်းထိုင်တက်တက်ကုန်ညှိကုန်ပဲမပြောဘူးအဲ့တော့ ကြားဖြန့်သည်ကွန်ပျူတာတွေဖုန်းတွေပေါ်မှာရှိနေတာမဟုတ်ဘူးကြားဖြန့်ကဒီဟာလိုပြောရင်တော့ကြားဖြန့်ကလူလိန်နဲ့လူတွေနဲ့ system စနစ်တွေထဲမှာရှိနေတာဘာလို့သုံးချလိန်လဲ internet ကိုသုံးချတယ်အဲ့ဒီ internet ကလည်းမီးရှိမှရအဲ့တော့လူလူရဲ့စနစ်ရဲ့ internet ရဲ့အဲ့ဒီပုံမှာခြေတဲသွားပြီးတော့လိန်နေတာဖြစ်တယ်အဲ့ဒီ internet ကိုမီးဖြတ်လိုက်ပွဲပြီးသွားရင်အဲ့တော့အဲ့ဒါကိုသိရင်ဘယ်နေရာကိုလိုက်ရမလဲဆိုတော့သိဖို့လိုတယ်ဒါဒါကိုဒါကိုရရင် ဆက်ဆက်ပြီးဘလို့လိုက်ရမလဲပေါ်ဖို့လိုတယ်ပြီးတော့ဒါအားလုံးစောင့်ကြည့်တဲ့စစ်စင်တကူလုံးတရုတ်ပြည်စီမှာရှိတယ်တရုတ်ကရှိတယ်ဘယ်ကောင်ဖုန်းထဲမှာဘယ်ကောင်ဘယ်နေရာကိုသွားနေရစားကျွန်တော်တို့တော့ဖုန်းတွေတော့လွတ်တော့မထင်နဲ့ကျွန်တော်တို့တော့လွတ်မထင်နဲ့ကျွန်တော်ဖုန်းတွေတော့ကတရုတ်ကတကယ်သိချင်းကျွန်တော်ဖုန်းတွေဝင်ပလိုက်လို့ရတယ်ဝင်လာပြီးတော့ပွင့်နောက်လိုက်လို့ရတရုတ်ဖုန်းတွေမြန်မာပြည်ဝင်တဲ့တရုတ်ဖုန်းတွေကတော့ခင်ဗျာဂလောက်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 နဲ့ဝင်တောက်လိုက်ဟိုတောက်လိုက်အကုန်လုံးထွက်လာမှာတန်းစီပြီးတော့မြန်မာနိုင်ငံနာမည်ကျော်နာမည်ကျော်ပုဂ္ဂိုလ်တွေတက်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနာမည်ကျော်တထေးကြီးတွေသူတို့ရဲ့ဖုန်းတွေကတရုတ်ဖုန်းတွေကဖြစ်နေတယ်သွားကြည့်တာမှတော့ခင်ဗျာတို့ ပါလိနောက်တစ်ခုကသူတို့ရဲ့ software တွေခဏတော့ WeChat သုံးတာတို့ရဲ့သူတို့ရဲ့ Baidu သုံးမှာသုံးခဏတော့တွားပြီဒီတိုင်းအကုန်လုံးဟိုအော်တိုကြီးပြီးသားဘာမှဘာမှလာရှင်းပြအောင်ကိုကြီးပြီးသားဒီတာအဲ့တော့အဲ့တော့ထင်နေတာကိုကိုအထင်ကြီးမနေနဲ့ဘာမှမဟုတ်ဘူးကျွန်တော်သုံးတဲ့ phone တွေကျွန်တော်တို့သုံးနေတဲ့ social application တွေအကုန်လုံးကကျွန်တော်တို့ NDA ကြီးပဲအဲ့ဒါသိနေချင်တာနော်ဖြစ်လာရင်တော့ကိုယ့်အကူစဉ်းစားဖို့ဗျာဒါတွေကဒါကြားဖြတ်နေပဲလို့ကျွန်တော်ပြောချင်တယ်နော်ဒါတွေကဂျုံချက်လို့ပြောတာအဲနောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီနေ့ food blogger ကျော်ဝနဆိုတဲ့ပုံကိုပေါ့နော်မင်းညာအသက်ခံတဲ့တရင်ဒီနေ့ဆိုရင်ပေါ်လို့ရလာပါတယ်တော်တော်လေးဒါလည်းသူရှားဖြစ်စဉ်တစ်ခုပါပဲ football blogger ကျော်ဝနဆိုတာကရှင်းပြတော့ကျွန်တော်အစားတောက်တွေနဲ့ပတ်သက်ပြီးရိုက်ပြီးတော့သူ blogger လုပ်တယ်ပေါ့ဗျာဒါကြီးလုပ်တဲ့ဒုတိယအဲ့လူကမနေ့က20နှစ်နဲ့ည8နာရီလောက်ပါပဲမင်္ဂလာတော်ခင်မင်းလန်းကွဲနားမှာတဲ့ကားမောင်းပြီးတော့ခဏရက်တဲ့အချိန်မှာရုတ်တရက်သူ့ကိုလူဟိုဘယ်သူမှမသိဘူးပေါ့ဗျာအဲ့မှာလာပြီးတနက်နဲ့ပြစ်ခံလိုက်ရတယ်ဆိုပြီးဆုံးသွားတယ်တနက်နဲ့နှစ်ချက်နဲ့ပြစ်ခံနှစ်ချက်ပြစ်ခံလိုက်ရတယ်အဲ့တော့လဲမျိုးဖောက်ကြီးဖောက်ဝင်သွားတယ်ပေါ့ဗျာဝင်သွားပြီးတော့ သိဆုံးသွားတယ်ဒီလူကတော့သူ food blogger လုပ်နေတာညီတာစိတ်နာပြတာဝါတာဘာနိုင်ငံမှာသူစိတ်ဝင်စားဘူးတော့သူ food blogger လုပ်တယ်စားတော့ဆိုင်လေးဖွင့်တယ်တတိလေးမဟုတ်ပြီတော့စားတော့ရိုက်တယ်သူက food blogger လုပ်တယ်တက္ကစီမောင်းတယ်ဒီလိုပဲနေတယ်လူတဲ့အဲ့လိုလူကအခုပြစ်တက်ခံလိုက်ရပလိန်ပြစ်တက်ခံလိုက်ရဆိုတော့အဘာချုံမှန်းလဲကျွန်တော်တို့မသိဘူးရန်ကုန်ထဲမှာဘာတွေရှိနေလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့မသိနိုင်ဘူးဒီနေ့တော့တရင်တစ်ခုရတယ်တရင်တစ်ခုရဟုတ်မဟုတ် confirm တော့ကျွန်တော်မသိဘူးဒါပေမဲ့ရန်ကုန်ထဲမှာလက်နက်တွေလက်နက်မိတဲ့ဖြစ်စဉ်တခုပြီးခဲ့တဲ့ရက်ပိုင်းဖြစ်ခဲ့တယ်လို့ကြားတယ်လက်နက်လက်နက်မိတယ်များမို့၄၅၆လောက်ပေါ့ဗျာဒါတော့ အဲ့လိုမိတာတဲ့မိတဲ့နေရာလဲခင်ဗျာရန်ကုန်တဲကတရားတစ်ခုပဲအောက်မှာတရားတစ်စင်းအောက်မှာမိတာလို့ကြားတယ်ဆိုတော့ဟာလန့်စရာကြီးရန်ကုန်တဲမှာအဲ့လိုရှိဆိုရန်ကုန်ကလူတွေတော့တတိထားရအောင်မဲ့သဘောတော်ရှိတယ်နော်အဲ့ဒါလေးဖုတ်ဘလော့ဂါတယောက်ကွယ်လွန်သွားတယ်ဆိုတော့ဘာမဆိုင်ညာမဆိုင်ရန်ညွန့်ရသာရှိလို့လားဒါမှမဟုတ်ဘာကြောင့်လဲဘလို့ကြောင့်မှတော့မသိဘူးအခုချိန်ကြီးလုံရွတ်တက်ဖို့ခေါ်နေရတာစုံစမ်းဖော်ထုတ်ရုံပဲရှိသေးတယ်ဘူးကြောင့်ဘာကြောင့်ဘလို့ကြောင့်ဘာကြောင့်ညာကြောင့်ဆိုတာမသိသေးဘူးစုံစမ်းနေလို့မရှိရဲ့လို့ကျွန်တော်ချမ်းမြေ့သိရတယ်ဒါကွယ်လွန်သွားတဲ့လူကတော့ဖုတ်ဘလော့ဂါကိုကျော်ဝနာပဲအခုတော့ကိုကျော်ဝနာက ကိုကျော်ဝနာစားလီရကုလို့ကိုကျော်ဝနာမစားနိုင်တော့ဘူးဗျာကိုလုံးသွားရှာပြီဗာတက်နိုင်မလဲဒါကတော့ကံပေါ့ဗျာကံကံကြီးပေါ့တော့တော်တော်တခါကျရင်ကံဝဲပုံချောက်လို့လည်းမရပြန်ဘူးဗျာတချို့ຢာလေးတွေကလည်းကံကြီးပဲပုံချောက်လို့လည်းမရပြန်ဘူးဗျာနော်စိတ်တော့မကောင်းပါဘူးနော်ဒီလိုဖြစ်သွားတယ်ဒါမနေ့ညဖြစ်တာနောက်တစ်ခုကတခါပြီခိုင်ပြိုးကတယောက်လဲဟိုပြီခိုင်ပြိုးကတယောက်ဆိုရံဝဲပုံတော့ခါလန့်အောင်ဆိုလို့ပြီခိုင်ပြိုးကတယောက်ဆိုလန့်အောင်ဆိုလို့ပြီခိုင်ပြိုးဝန်းတွင်းမြို့နယ်မန္တလေးကြကြီးဝန်းတွင်းမြို့နယ်ကဝန်းတွင်းမြို့နယ်မှာရှိတဲ့နော် အဲရွာရွာတရွာပေါ့ဗျာရွာတရွာလို့မှတ်လိုက်ပါနော်ရွာတရွာကရက်ကြီးပါတီဥက္ကရာတရွာပေါ့နော်သူကဝမ်းတွင်းမြို့မှာဟိုဘာဖြစ်လဲသူ့ရွာကိုကိုယ်တိုင်ရောင်းနေလာဖို့လာပြီးတော့မဲဆွဲမဲဆိုတော့တိလို့ဆိုပြီးတော့သူကအဲ့ဒါအဲသူကချက်ပြုတ်ကျိုးဖို့ဆိုပြီးအစားတောက်ချက်ပြုတ်ကျိုးတော့ဝေးနေနိုဘာ20နှစ်ရဲ့မနက်ပိုင်းမှာပဲအဲမြည်သူမြွာမမသိပဲနဲ့ဓာတ်ထုတ်ခံလိုက်ရတေးသွားတယ်နော်ရွှေတောင်ရွာမှာရွှေတောင်ရွာမှာဈေးတော့ဝယ်နေတယ်နဲ့အဲဈေးတော့ဝယ်နေတယ်လမ်းမှာရှိတဲ့ကျွတ်ကန်ဆိုတဲ့ရွာအဲ့ရွာနားမှာလူငယ်နဲ့စကားများပြီးဓာတ်ထုတ်ခံလို့တေးသွားတယ်ဆိုတဲ့ပုံမျိုးပေါ့ဆိုတော့ तू อ่ะရေရိုးတသားပဲဒါထိုးရေစကားများဒါထိုးခံရလားဒါမှမဟုတ်ရေရှိရှိရှိဒါထိုးခံရလားတော့မသိဘူးဒါပေမဲ့ဒီကာလမှာပြည်ခံပြိုးကလူတွေတော့ပြည်ခံပြိုးထောက်ခံသူတွေပြည်ခံပြိုးပါတီဝင်တွေပြည်ခံပြိုးကိုယ်စားလှယ်လောင်းတွေပြည်ခံပြိုးရဲ့အဲဘာလို့ဆိုတော့ဒီဟိုဘာခေါ်လဲဒီဒီ lobby တွေပြည်ခံပြိုးတာဝန်ရှိသူတွေပေါ့ဗျာအဲ့ဒါအကုန်လုံးကတော်တာလာတာဆိုတော့တော်တော်တရီထားမယ်ဆိုတော့ရောဘာလို့ပြည်ခံပြိုးကဒီနေ့အခင်းချင်းမှာ target ထားခံတဲ့ပါတီဖြစ်နေဘာလို့ तू อ่ะလာမဲ့အစိုးရဖွဲ့ဖွဲ့မဲ့ထိတ်ဆုံးကဥဆောင်တဲ့လူကနံပါတ်1ပြည့်နေတာသူတို့ဖြစ်နေတော့သူတို့ကိုတိတ်ပြီးတော့ဟို ကြည့်မရတဲ့သူတွေများတယ်ပေါ့ဗျာအဲဟိုကြည့်မရတဲ့သူတွေရှိတယ်ရှိတဲ့ခါကျတော့သူတို့လောက်ကြံတာတက်ပြတ်တာဘာလို့လဲညာလို့တာရန်ဖြစ်သလိုနဲ့တတ်သွားတာအဲ့လိုနဲ့လောက်တာမျိုးတွေရှိလာနိုင်တယ်ဒါကြောင့်ပြည်ခံပြိုးပါတီဝင်တဲ့ဒီ27နိုင်ငံရေးခင်းကျင်းမှာပြည်ခံပြိုးပါတီဝင်တွေကအသက်ဖြတ်ခံရဆုံးတဲ့ဒီဘာခေါ်လဲဆိုတော့အကြံဖက်မှုကျမ်းဖတ်မှုတောင်အခမ်းအဆုံးပါတီရပြည်ခိုင်မှုပါတီဝင်ဖြစ်နေတော့တွေ့ရတယ်ပြောပါတယ်ဖြစ်နေတော့တွေ့ရတယ်ဒါလို့တော့ဒါကြုံကြလို့ဒီတစ်ခုထည့်ပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့အာစကိုင်းမှာခြေဆိုင်တဲ့စကိုင်းမှာခြေဆိုင်တဲ့အာဘာခေါ်လဲဒီ ဒိုင်နာဖွမ်ဒူရီကောလိပ်လို့လည်းခေါ်မလားပေါ့နော်ဒိုင်နာဖွမ်ဒူရီကောလိပ်အဲကောလိပ်ကအကြောင်းကြီးရရှိတယ်ပေါ့နော်အုံတော်မြောက်ရွာသခိုင်းမြို့အုံတော်မြောက်ရွာနာမှာရှိတဲ့ဒီဒိုင်နာလူငယ်များဆိုင်ဖွမ်ဒူရီကောလိပ်ပေါ့အဲကောလိပ်ကအကြောင်းကြီးရလိုင်းကနေအဲ့ဒီနေအိမ်တွေကိုပြီးခဲ့တဲ့27ရက်နေ့ည8နာရီလောက်မှာနော်လူစုကရောက်လာတယ်လက်ကန်သူရောက်လာတယ်ရောက်လာပြီးလည်းပြီးတော့သူ့နေအိမ်ထဲမှာရှိနေတဲ့အကြောင်းကြီးတော့မတွေ့ဘူးပေါ့ဗျာမတွေ့တော့သူ့ရောက်ရှိနေတဲ့သူ့ဇနီးကိုတရံပြစ်တတ်သွားတယ်ပြစ်တတ်တော့အဲ့သူ့ဇနီး အသက်43နှစ်ရွယ်တော်စနန်းဝင်းဆိုတဲ့မျိုးသမီးကွယ်လွန်သွားတယ်အဲအเจ้าကြီးကတော့ခံကောင်းသွားပြင်ဘာမှမဖြစ်ဘူးဒါပေမဲ့ तू မရှိတဲ့အတွက်လွတ်သွားတယ်ဘုံရှိ तू ကတည်မှာအဲ့တော့ तू ကတော့လွတ်သွားလွတ်သွားတယ်ဒါတော့ဒေါ်စနန်းဝင်းရဲ့နာရေးဆိုရင် नोवा 20နှစ်မနေ့က20နှစ်မနေ့ကတကြိုးလိုက်တယ်ဘာကြောင့်မှန်းဆိုတော့တကြိုးလိုက်တော့မှဒီလိုဖြစ်တာမသိလားဆိုတော့အဲ့တော့မှတက်ဖြတ်ခံမှန်းသိတယ်အဲ့တော့လိုင်းငန်းနဲ့တော့ဝင်ပြစ်တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပါဦးစကိုင်းစကိုင်းကနော်အဲ့ဒီတိုင်းသားဖို့တို့တဲ့ရေးအဲတိုင်းသားလူငယ်များစာရေးဖို့တဲ့ဒီကောလိပ်ပေါ့နော်ဇဂိုင်းအဲ့အုံတော်မြောက်ရောအဲ့ရအောင်ဖြစ်နေဆိုတော့ဒါတော့တော်တော်တော့ လုံချွေးပေါ်ရော်တယ်ပြောမလားဒါကြီးတွေကဒီလိုအချက်ဖက်တပြတ်မှုတွေရှိလာနေရတော့မကောင်းဘူးပေါ့ဗျာဒါသတိထားရမယ့်ကိစ္စတခုဖြစ်တယ်လို့ကျွန်တော်ဒီနေ့ပြောချင်တယ်ပေါ့နော်နောက်တစ်ခုကအာဇီကုံဇီကုံဇီကုံမှာတော့ KTV မှာဖြစ်တယ်လို့ကြားတယ်ဒါပေမဲ့ KTV မှာဖြစ်တယ်ဆိုတာ KTV ထဲမှာပဲဖြစ်သလားအပြေမှာဖြစ်သလား KTV နားမှာဖြစ်သလားတော့မသိဘူးသို့တော့ဇီကုံမျိုးကနော်ဒီဒီဒီပြည်လမ်းမှာကြီးဖေးပေါ့နော်အဲ့လိုပဲပြောမလားဇီကုံမျိုးက KTV မှာနော်ရဲစခန်းနဲ့နှစ်ဖက်လုံးတော့ကွာတယ်ဇီကုံနဲ့ဝက်ကော်ကြီးရောကြာရွှေအရိပ်ဆိုတော့ KTV တဲ့ အဲ့ KTV အခန်းအောင်ပါတယ်ခန်းတော့ပဲတုံးလို့ပါတယ်ဟုတ်မို့တော့မသိဘူးအဲ့မှာပြည်သူစစ်အဖွဲ့တွေကြည်ရတာညဘက်ပင်မန်းလို့ထင်ပါတယ်ပင်မန်းလို့နည်းနည်းပိုင်းရမကာလေးပါလိမြေဝဲပြီးတော့ပြောတာပါတယ်ရှိနေမှာပေါ့အဲ့မှာ PDF ရဲ့တရင်ရောက်တယ်လာပစ်သွားတယ်ပြတ်တော့တော့ဒေကုံနေပေါ့ဗျာပြည်သူပြည်သူစစ်တွေဒေကုံနေပေါ့ပြည်သူစစ်တွေပြည်သူစစ်လိုပဲခေါ်မလားဒီအဲ့မှာပြည်သူစစ်လိုပဲခေါ်ခေါ်တော့ကတော့ပြည်စိုးထီလို့ခေါ်တာကျွန်တော်ပြည်သူစစ်ခေါ်ပြည်သူစစ်လေးပြစ်ခံလိုက်ရသေးသွားတယ်လို့ကြားတယ်လူတော်တော်များသေးတယ်အဲ့မှာ ကရီဘီမဲလေးတွေပါဂျာညာပြီးပြောရတဲ့လူကြပါတယ်တနာပါတယ်ကျေစင်းတို့လာမင်းတို့တနာပါတယ်ဗျဂျာညာပြီးမြင်တိုင်းနေနော်ကျေစင်းတို့လာမင်းတို့နော်ဟိုမြန်တို့တို့တွေ့တာတို့ဘာညာဘာညာတို့ပေါ့နော်တနာပါတယ်သူတို့ခင်ဗျလေဂျာညာခုံးနော်အဲ့တော့อืมဒါလည်းဖြစ်စဉ်လေးတကယ်ဖြစ်သွားတယ်ဆိုတဲ့လေးဒါဘယ်နည်းဖြစ်တာလဲဆိုတော့မနေ့ကညာဖြစ်တာတဲ့မနေ့ကညာဖြစ်တာတဲ့အကုန်လုံးကတော့မနေ့ကညာဖြစ်တာတွေပေါ့နော်ဒါလည်းဖြစ်တယ်လို့ကြားပါတယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့မင်းကင်းလောင်းပြည့်ကြီးရွာမှာရှိတဲ့ရွှေမြောလောက်ွက်မနေ့ကဘုံကျဲခံရပါတယ် ကျွန်တော်တော့ဒီလောင်းပြေလောင်းပြေရွှေမြောလို့ကနေပတ်သက်ရင်ပြီးခဲ့တဲ့ရပိုင်တက်တဲ့တောက်လျှောက်တက်တယ်ခါတော့သိတယ် PDF တွေနဲ့ရွာကနေကျမှတောက်လျှောက်ပြန်တက်နေတာဟိုလောင်းပြေရွှေမြောလို့ကနေပတ်သက်ပြီး PDF တွေကသူတို့ပဲမောင်ပိုင်စီးပြီးတော့အဲ့လောင်းပြေရွှေမြောလို့ကပြီးရွာသားတွေအထူးမခံဘူးသူတို့အဖွဲ့တွေနဲ့သူတို့လူတွေပဲအတင်းတူးနေတာတူးနေတော့ကြာလာတော့ရွှေမြောလို့ကမှအဲ့ရွှေရအောင်ရှာနေတော့ကြာတော့ရွာကနေရဆန္ဒပြရတဲ့ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်ပြရင်းနဲ့ရွာကနေကအဖမ်းခံတဲ့ဘွားတွေရောက်ကုန်ရွာရဲ့ဆန္ဒပြကောင်းကောင်းတို့အဖမ်းခံပြီးတော့ဘယ်အောင်ဆုံးပြောက်သွားတဲ့ဘွားတွေရောက်ကုန်တော့အဲ့ဒီမှာကြည့်ရတာရွာကနေနဲ့တင်းလာရတဲ့အချိန်ကအခုတော့ ရွာကန်တွေကကြည့်ရသတင်းပေးလိုက်သလားမသိဘူးတက်ကလေနဲ့ဘုံကျဲသွားတယ်ကျဲတော့ခုလောင်းပြီးရွှေမျိုးလုတ်ကွက်မှာမနေ့ကတော့နေမိုင်ဘုံကျဲခံလိုက်ရတော့လူတွေထိခိုက်ကုန်တယ်တေးကြီးကုန်တယ်လို့ကြားတယ်အဲ့တော့ဘုံကျဲခံရတဲ့ခါသမှာ PDF တွေတဲ့ပြည်ပြည့်အုပ်စုတွေကဘာကြီးလဲဆိုတော့ပြည်သူတွေဘုံကျဲတေးကုန်ပြီတဲ့ကြီးတယ်အဲ့ဒီလောင်းပြီးရွှေမျိုးလုတ်ကွက်ကတမိုင်းကိုပြန်ကြည့်ရာသွင်းပြန်လေ့လာလိုက်ပြီးခဲ့တဲ့ရပိုင်းလေးတွေမှာပြီးခဲ့တဲ့လပိုင်းလေးတွေမှာဖြစ်တဲ့ရာသွင်းပြန်လေ့လာကြည့်လိုက်ဖြေထုတ်နေတာ PDF တွေလားယွာလားတွေလားလို့ယွာလားတွေကသူတို့မတူရလို့သူတို့မလုတ်ရလို့တောင်းဆန္ဒတွေပြပြီးတော့သူတို့တူးခွင့်ပေးဖို့တောင်းဆိုနေတာ ိုကောင်တွေက PDF တွေကသူတို့ကသူတို့လူတွေကသူလဝါကြီးလိုက်ပြီးသူတို့တူးနေတာအဲ့တော့အဖြေရပါလဲလို့မင်းရင်ရှင်းရှင်းပြောစစ်တပ်ဘုံကျဲတာဒီဘသူတွေအဓိကသေးလဲမင်း PDF တွေကြွတာပေါ့ PDF တွေသူ့ရဲ့အပေါင်းပါများကြွတာပေါ့ဟိုရွာသားတွေကတော့လွတ်တာပေါ့အဲ့ရွာသားတွေကြည့်ရတာသူတို့လက်ကျနာကြီးလာတဲ့ခါကျတော့စစ်တပ်ကိုတရင်ပေးလိုက်ရတယ်တင်တယ်အဓိကကြောက်ပေးလိုက်ရတယ်တင်တယ်တက်ကတီးထဲရတော့သွားရောပဲအဲ့တော့တခါကြရင်လဲတခါလာလဲစစ်တပ်ကပြည်တယ်ပြည်သူတွေစစ်တပ်ကပြည်တယ်ပြည်သူတွေဆိုစကလုံးသွားပြောနေရင်အဲ့လူတွေကိုကျွန်တော်ရိုးရိုးရမြင်ပဲခင်ဗျားရန်ကုန်မှာနေတယ်ခင်ဗျားမန္တလေးမှာနေခင်ဗျားနေပြီးတော့နေတယ်နေပြီးတော့မှနေတဲ့ပြည်သူ မန္တလေးမှာနေတဲ့ပြည်သူရန်ကုန်မှာနေတဲ့ပြည်သူပေါ့ရင်ဘယ်လောက်ရှိရထင်လဲ15တန်းလောက်ရှိတယ်အဲ့15တန်းပြည်သူကရောစစ်တပ်ကဘယ်တော့မှဘုံလာကြတာမျိုးလားဘယ်တော့မှငါပြစ်တာမျိုးလို့ရှင်းရှင်းလေးတကက်ပြည်သူလူမျိုးကောင်းကောင်းပေါ်နေတဲ့လူဆိုရင်စစ်တပ်ကပြစ်ဆင်ရလဲကြောင်းမရှိဘူးသို့တော့တဘုံနဲ့ရောထွေးနေတိုင်းတဲ့ခါကျတော့တိမိခတ်မိတယ်ဖြစ်နိုင်တယ်တဘုံစစ်စစ်ဆိုရင်တော့ဒီကိုဒီမှာဒါရှင်းရှင်းလေးလေယာဉ်တုံးကိုခွဲလိုက်မယ်ဗျာတကက်ပြည်သူစစ်စစ်စစ်တပ်အုပ်ချုပ်မှုအောင်နေနေမှာတည်ငြိမ်ရေးတဲ့ရှိတဲ့ပြည်သူတွေမှာပြည်သူကဘယ်ပြည်သူမှအသက်ခံရခြင်းမရှိဘူးစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခြင်းမရှိဘူးเนาะဒါဆိုရင်အဲ့ဒါက ပြည်သူတဘုံတွေနဲ့ရောနှောနေထိုင်တဲ့သူတွေကြတော့ပြစ်တာခတ်ရဲနဲ့ဂျားညက်ပြီးတော့တရားတွေဖြစ်နိုင်တယ်နောက်တစ်ခုကတော့တဘုံ PDF တဘုံအချက်ဖက်ပွဲအဲ့ဒီဖွဲ့ကတော့ပြစ်ကိုပြစ်ခံရမှာအဲ့တော့ရှင်းရှင်းလေးပဲလေကျတော့အဖေကထွက်နေပြီလားဟာမို့လို့အဲ့ဒါကိုတစ်ခါလာလဲပြည်သူတစ်ခါလဲပြည်သူ၆ပြောလို့တော့မရဘူးကြာတစ်ခါကျရင်အချက်လက်တွေကိုကြည့်ပါ background တွေကြည့်ပါလေ့လာကြည့်ပါဟိုအရာအလုံးကစစ်တပ်စစ်တပ်လည်းညှို့ထိုးနေနေတော့ကျတော့တိုက်ပြီးရဘရောမှရှေ့မရဘူးဘရောမှတည်ရင်ရုံးရမှာဘူးအဲ့တော့တချို့ကိစ္စတွေကလည်းရှင်းပြရင်တော့တစ်ဖက်မီဒီယာတွေကစစ်တပ်ကိုမုံဒီအောင်ဝါးရဖြန့်ခံထားတာ စစ်တပ်ဆိုရင်မုန်းသွားအောင်စစ်တပ်ဆိုရင် မကြိုက်အောင်မချင်သွားအောင်လို့ဝါဒဖြန့်ခံထားတာဖြစ်တဲ့အတွက်အဲ့ဝါဒဖြန့်ခံထားအမှုယူအမှန်လို့ထင်ပြီးခင်ဗျားတို့ကတစ်ချိန်လုံးအမုန်းတရားရဲ့နေရှင်သန်နေမယ်ဆိုရင်ခင်ဗျားတို့ညအချိန်တော့ဘယ်မှာလဲကောင်းချင်းတရားနဲ့အေးရမှာနားလေဖို့လိုတယ်ဆိုတော့ပြောရင်ဒီတော့တလောက်ပါပဲအားလုံးပဲကိုရင်းသားသိရှိပါတိုက်ယူဖို့စေနာမှာထားပါသစ္စာရှိပါကိုယ့်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုလောကကြီးပြောနေတဲ့လူမိုက်လူရဲကလူတအချမ်းဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြောလိုက်